Come on. Bella. စခိုင်းနိုင်မုံရခရိုင်အခြေဆိုင်မုံရခရိုင်တရင်အမှတ်23တက်ခွဲလီလေဝေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့အပတ်စဉ်တည်အခြေခံစစ်တင်တန်းစင်ပွဲကိုမေလ18ရက်မှာပြုလုပ်ခဲ့တယ်လို့အဲ့ဒီတပ်ဖွဲ့စီကသိရပါဗါတယ်အခြေခံစစ်တင်တန်းကိုအခုနှစ်မလ22ရက်နေ့ကနေမေလ18ရက်အထိ58ရက်ကြာပြုလုပ်ခဲ့တာဖြစ်ပြီးတရင်ရဲ့အတွေ့အကြုံရှိတဲ့တင်တန်းဆရာတွေကပြန်လည်တင် जा ပေးခဲ့တာလို့ဆိုပါတယ် ကြည့်ကြည့်ကြည့်ကြိုးလားဆောင်းဆောင်းတင်နန်းစာပိုင်းမှာတင်နန်းသား20ဦးပါဝင်တက်ရောက်ခဲ့ပြီးမဲ့အခက်အခဲတွေကြောင့်တင်နန်းသား9ဦးသာတင်နန်းပြီးဆုံးတဲ့အထိပါဝင်တင်ကြားခဲ့တယ်လို့တင်နန်းဆရာရဲဘော်ကျော်ကြီးကပြောပါတယ်။ဆရာကြီးဆင်းတာကတော့ကျွန်တော်ရဲဘော်20ရောက်ပေါ့ဗျာ။ကျွန်တော်ဒီတင်နန်းကရောနည်းနည်း ဟိုဟာပူတော့ကြာမြင့်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲဘော်အနေနဲ့အချိန်လေးကြောင့်မို့လို့ကျွန်တော်အနေနဲ့ဒီ9ယောက်9ယောက်ပဲကြံရှိတော့တာဗျဒီလက်ရှိမှာတော့ကျွန်တော်တို့9ယောက်ပဲကြံကြံရှိတော့တာကြောင့်အဲ့ဒါကြောင့်မို့ကျွန်တော်ရက်ရှိတင်နန်းကာလဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီခက်ခဲမယ်ကြံတတ်မယ်ပြမမှုဆင်းရဲမှုတန်ယူခံနိုင်မှကျွန်တော်တို့ဒီတင်နန်းကာလအတွင်းမှာရှိတဲ့ဒီ ကြံ့ကြံ့ခံနိုင်မှာပေါ့ဗျာကျွန်တော်တို့ဒီလက်ရှိမှာတော့ကျွန်တော်9ယောက်ပဲကြံ့ရှိတော့ပေါ့ဗျာကြံ့ရှိတော့တဲ့9ယောက်နဲ့ဒီတင်းနေစင်ပွဲလေးကျွန်တော်တို့ပြုလုပ်ခြင်းပေါ့သွားတာဖြစ်တယ်ဗျာဟုတ်ကဲ့ဗျာအဆိုပါတင်းနေအတွင်းမှာစီရီတိုက်ခိုက်ရေးအပြင်ဘူဟာပိုင်းကိုပါတင်ကြပေးခဲ့တယ်လို့တင်းနေဆရာရဲဘော်ကျော်ကြီးကဆက်ပြောပါဗျာတင်းနေစင်ပွဲကိုတော့တင်းနေပြီးဆုံးတဲ့နေ့မေလ18ရက်မှာပဲပြုလုပ်ခဲ့တာဖြစ်ပြီးတင်းနေအတွင်းထူးချွန်တပ်ဖွဲ့ဝင်တွေကိုလည်းစုချင်းမြင်ခဲ့တယ်လို့သိရပါဗျာ